တကိတ်လုံနေတာပုံမှန်အဲစတဲ့တာဝန်ယူစဉ်ကလေးကရှိတယ်လို့သူခီးစဉ်မသွားခင်အခုခီးစဉ်တဲမှာကိုပဲသူ internet line ရတဲ့နေရာရောက်တဲ့နေရာရောက်တော့ကျမတို့ ਨੇ ဆက်သွယ်ပြီးတော့ဒီမြေပြင်အခြေအနေတွေအနည်းပြီးတော့ကအခြေအနေတွေကိုကျမတို့ကို update ပြန်ပေးတာတွေရှိပါတယ်တခုကွာခြားချက်ကဘာလဲဆိုတော့ဒါကို politicize လုပ်ပြီးတော့နိုင်ငံရေးအရာပေါ့နော်တရားဝင်မှုအပို့ပြီးတော့ရနေတဲ့အောင်ပေါ့နော်ဒီစစ်ကောင်စီကလှုပ်ခွင့်ရနေတဲ့အချက်ပဲဖြစ်ပါတယ် ဆိုတော့အဲ့ဒါကတော့ကျမတို့အတွက် concern ဖြစ်စရာကောင်းတယ်ဒါကြောင့်မို့လို့အခုဒီသတင်းစာရှင်းလင်းပွဲကနေပြီးတော့တစင်ကျမတို့ကထုတ်ဖော်ပြောကြားလိုတာဖြစ်ပါတယ်ခုနအာဆီယံနိုင်ငံသားဝင်ကြီး2ဦးသွားမယ်ဆိုတာလေအဲကျမတို့ကြိုတင်ပြီးတော့တော့တရင်ရရှိခဲ့တာရှိသလိုဒီလက်ရှိအာဆီယံချဲအနေနဲ့တာဝန်ယူထားတဲ့မလေးရှားနိုင်ငံသားဝင်ကြီးဌာနနဲ့ဝင်ကြီးနဲ့ဆိုလို့ရှိရင်လည်းကျမတို့ဆက်သွယ်ဆောင်ရွက်မှုတွေရှိပါတယ်။နောက်အာဆီယံ Special Envoy ယုံနဲ့ဆိုလို့ရှိရင်လည်းပဲဆက်သွယ်ဆောင်ရွက်မှုတွေရှိပါတယ်။ဒါဟာဒီ endpoint တွေကဒါသူတို့ရဲ့ mandate လည်းဖြစ်တယ်။သူတို့ဒီ SSC မှမဟုတ်ဘူး NUG မှမဟုတ်ဘူးတခြားသော stakeholder တွေနဲ့လည်းပဲဒီလိုထိတွေ့ရမယ် တွေ့ဆုံရမယ်ဆိုတာဒီအဲသူတို့တွေရဲ့ mandate နဲ့လုပ်ငန်းတာဝန်ပဲဖြစ်ပါတယ်ဒါသူတို့တာဝန်ကိုသူတို့ထမ်းဆောင်တာဖြစ်တယ်တစ်ချက်ကကျွန်မတို့တွေနဲ့ထိတွေ့ဆောင်ရတဲ့အခါမှာဒီ public မဟုတ်ဖဲနဲ့ပေါ့နော် private လီးသွားနေတာတွေကိုအခုချိန်ကစလို့ရက်တန်းကတော့ရက်ဖို့လို့လုံနေပြီဆိုတာကိုတော့ကျွန်မတို့တောက်လျှောက်ပြောပါတယ်ဒါကြောင့်အခုဒီနေ့သတင်းစာရှင်းလင်းပွဲမှာလည်းပဲပေါ့နော်ကျွန်တော်ကျွန်မတို့ထုတ်ဖော်ပြောကြလိုတာကတော့ US special envoy နဲ့လည်းကျွန်မတို့စဉ်ဆက်မပြတ်အဲအထူးတွေ့ဆောင်ရွက်မှုတွေအဲတရင် အဲဖလဲအချက်လက်ဖလဲမှုတွေရှိပါတယ်ဆိုတော့ကျမတို့အနေနဲ့ပြောကြလို့ရပေါ့နော်ဆိုတော့အဲ့တော့ဒီအခြေအနေကိုအကြောင်းပြုပြီးစစ်ကောင်စီကိုနိုင်ငံတကာကအတိမတ်ပြုတ်လာသလားမပြုတ်ဘူးလားဆိုတာကအခုဒီအခြေအနေတခုတင်းကျိန်တဲ့အခြေအနေတခုကိုရောက်သွားပြီဆိုလို့ရှင်တော့ပေါ်လွင်လာပါလိမ့်မယ်ကုလနဲ့အာဆီယံအထူးကိုယ်စားလှယ်များ NUG ကိုတိတ်တဆိတ်တွဲဆောင်ခြင်းရတန်းကရတန်က လူသိရှင်ကြားထိတွေ့ဆက်ဆံရန် NUG တောင်းဆိုထားကုလအထုကိုယ်စားလှယ်မြန်မာပြည်ရောက်ရှိစုမြေပြင်ခြေနေများကို NUG ကိုဆက်သွယ်အသိပေးဟုဝန်ကြီးတော်စင်မအောင်ပြောကုလသမဂ္ဂအထုကိုယ်စားလှယ်နှင့်အာဆီယံအထုကိုယ်စားလှယ်များအနေဖြင့်တိတ်တဆိတ်သူတိတ်စွာ privately တွေ့ဆုံခြင်းများကိုရတန်းကရတန်ကလူသိရှင်ကြား publicly တွေ့ဆုံခြင်းများပြုလုပ်ရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးတော်စင်မအောင်ကတောင်းဆိုထားကြောင်းသိရသည် NUG သည် ကုလသမဂ္ဂအထွေထွေတွင်ရေးမှူးချုပ်ဤမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အာဆီယံအလှည့်ကျဥက္ကဋ္ဌဤမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့နှင့် privately ထိတွေ့ဆက်ဆံမှုများတောက်လျှောက်ရှိခဲ့ပြီးရင်းစား publicly ထိတွေ့ဆက်ဆံရန် ပြောဆိုထားကြောင်းနိုင်ငံသားရေးဝန်ကြီးဒေါ်စင်အောင်ကယနေ့ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ပြောသည်စကိုင်းကလင်ကြီး major earthquake တုံ့ပြန်ရေးလုပ်ငန်းများနှင့်ပတ်သက်၍နောက်ကယနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည့်ပြီးခဲ့သည့်သတင်းပတ်တွင်ကုလအထူးကိုယ်စားလှယ်သည့်ငလင်ဘေးတဲ့နေပြည်တော်နှင့်မန္တလေးမြို့တို့သို့တွားရောက်ခဲ့ရာရင်းခီးစုအတွင်မြေပြင်အခြေအနေများနှင့်ပတ်သက်၍ UNG ကိုဆက်သွယ်ပြောဆိုခဲ့ကြောင်းဝန်ကြီးဒေါ်စင်မအောင်ကပြောသည့် Unspecial Voice ကုလအထူးကိုယ်စားလှယ်နှင့်ဆိုရင်ဆက်သွယ်မှုတွေရှိပါတယ်။စတင်တာဝန်ယူကြတဲ့ကရှိသလိုတူခီးစုမတော်ခင်အခုခီးဆက်ထဲမှာကို သူအင်တာနက်လိုင်းရတဲ့နေရာရောက်တဲ့အခါကျမတို့နဲ့ဆက်သွယ်ပြီးတော့မြေပြင်အခြေအနေတွေနေပြည်တော်ကအခြေအနေတော့ကိုကျမတို့ကို update ပြန်ပေးတာတွေရှိပါတယ်ဟု UNG နိုင်ငံသားရေးဝန်ကြီးကပြောသည်လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးအာဆီယံအထူးကိုယ်စားလှယ်ရုံးလို့နဲ့လည်း UNG ကဆက်သွယ်ဆောင်ရွက်မှုများရှိကြောင်းဝန်ကြီးဒေါ်စင်မအောင်ကဆိုသည်ဟုတ်ကဲ့မိုးမေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့အဲဟုတ်ပါတယ်အခုဒီငလျင် ဟိုအကြောင်းပြုပြီးတော့ပေါ့လေနိုင်ငံတကာကတော့အဲနေပြီးတော့ဟိုဟိုဝင်ဝင်တာထွက်တာတွေပုံများလာတယ်ဆိုတာလည်းကျမတို့မြင်သာထင်သာရှိတဲ့ကိစ္စပဲဖြစ်ပါတယ်ပေါ့နော်အဲတစ်ဖက်မှာလည်းပဲကျမတို့ဒါကြောင့်မို့လို့ကျမတို့ ਨੇ ထိတွေ့မှုတွေလည်းအဲရှိပါတယ်ဒီလိုမသွားခင်နဲ့သွားပြီးဤပေါ့နော်ခုနဒီ human special envoy နဲ့ဆိုလို့ရှိရင်ကျမတို့ဒီ level ပေါ့နော် communicate လုပ်နေတာပုံမှန်အဲ စတဲ့တာဝန်ယူစဉ်ကလေးကရှိတယ်လို့သူခီးစဉ်မသွားခင်အခုခီးစဉ်တဲမှာကိုပဲသူအင်တာနက်လိုင်းရတဲ့နေရာရောက်တဲ့နေရာရောက်တော့ကျမတို့နဲ့ဆက်သွယ်ပြီးတော့ဒီမြေပြင်အခြေအနေတွေအနည်းပြီးတော့ကအခြေအနေတွေကိုကျမတို့ကို update ပြန်ပေးတာတွေရှိပါတယ်။တခုကွာခြားချက်ကဘာလဲဆိုတော့ဒါကို politicize လုပ်ပြီးတော့နိုင်ငံရေးအရာပေါ့နော်။တရားဝင်မှုအပို့ပြီးတော့ရနေတဲ့အောင်ပေါ့နော်။ဒီစစ်ကောင်စီကလုတ်ခွင့်ရနေတဲ့အချက်ပဲဖြစ်ပါတယ်။ဆိုတော့အဲ့ဒါကတော့ကျမတို့အတွက် ကွန်ဆန်ဖြစ်စရာကောင်းတယ်ဒါကြောင့်မို့လို့အခုဒီသတင်းစာရှင်းလင်းပွဲကနေပြီးတော့တစင်ကျမတို့ကထုတ်ဖော်ပြောကြားလိုတာဖြစ်ပါတယ်ခုနကအာဆီယံနိုင်ငံသားဝင်ကြီးနှစ်ဦးသွားမယ်ဆိုတာလည်းအဲကျမတို့ကြိုတင်ပြီးတော့တော့သတင်းရရှိခဲ့တာရှိသလိုဒီလက်ရှိအာဆီယံချဲအနေနဲ့တာဝန်ယူထားတဲ့မလေးရှားနိုင်ငံသားဝင်ကြီးဌာနနဲ့ဝင်ကြီးနဲ့ဆိုလို့ရှိရင်လည်းကျမတို့ဆက်သွယ်ဆောင်ရွက်မှုတွေရှိပါတယ်။နောက် ASEAN Special Envoy ရုံးနဲ့ဆိုလို့ရှိရင်လည်းဆက်သွယ်ဆောင်ရွက်မှုတွေရှိပါတယ်။ဒါဟာဒီ Envoy တွေက ဒါသူတို့ရဲ့ mandate လည်းဖြစ်တယ်သူတို့ဒီ SSC မှာမဟုတ်ဘူး NUG မှာမဟုတ်ဘူးတခြားသော stakeholder တွေနဲ့လည်းပဲဒီလို ထိတွေ့ရမယ် တွေ့ဆုံရမယ်ဆိုတာဒီအဲသူတို့တွေရဲ့ mandate နဲ့လုပ်ငန်းတာဝန်ပဲဖြစ်ပါတယ်ဒါသူတို့တာဝန်ကိုသူတို့ထမ်းဆောင်တာဖြစ်တယ်တစ်ချက်ကကျမတို့တွေနဲ့ထိတွေ့ဆောင်ရတဲ့အခါမှာဒီ public မဟုတ်ဖဲနဲ့ပေါ့နော် private လီးသွားနေတာတွေကိုအခုချိန်ကစလို့ရက်တန်းကတော့ရက်ဖို့လို့လုံနေပြီဆိုတာကိုတော့ကျမတို့တောက်လျှောက်ပြောပါတယ်ဒါကြောင့်အခုဒီနေ့သတင်းစာရှင်းလင်းပွဲမှာလည်းပဲပေါ့နော်ကျွန်တော်တို့ထုတ်ဖော်ပြောကြားလိုတာကတော့ US special envoy နဲ့လည်းကျမတို့စင်စက်မပြတ် အဲထိတွေ့ဆောင်ရွက်မှုတွေအဲတရင်အဲဖလဲအချက်လက်ဖလဲမှုတွေရှိပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပြောကြလို့ရပေါ့နော်ဆိုတော့အဲ့တော့ဒီအခြေအနေကိုအကြောင်းပြုပြီးစစ်ကောင်စီကိုနိုင်ငံတကာကအတိမတ်ပြုလာသလားမပြုဘူးလားဆိုတာကအခုဒီအခြေအနေတစ်ခုတင်ငိမ့်တဲ့အခြေအနေတစ်ခုကိုရောက်သွားပြီဆိုလို့ရှိရင်တော့ပေါ်လွင်လာပါလိမ့်မယ်ကျွန်တော်တို့တောက်လျှောက်အာပြောကြလို့တာကတော့ဒီဟာကိုအကြောင်းပြုပြီးတော့ဒါကြောင့်နိုင်ငံရေးအရာအမျက်မထုတ်ဖို့လို့လိုတယ် ုနရှေ့မှာရှင်ရင်းစွဲရှိနေတဲ့အပြည်သူလူထုရဲ့အဲသဘောထားတွေ aspiration တွေစိတ်ကောင်းစီပေါ်မှာထားနေတဲ့သဘောထားအမြင်တွေက သူ့ရဲ့အပြုတ်အမှုတွေမပြောင်းလဲပဲနဲ့အဲကျမတို့ဟိုနိုင်ငံတကာဘက်ကအပြောင်းလဲဖြစ်ပြီးတော့တရားဝင်မှုပေးလိုက်တာမျိုးအတိမတ်ပြုလိုက်တဲ့ဆက်ဆံရေးမျိုးကိုမဖြစ်ဖို့လိုတယ်ဆိုတာကတော့ကျွန်မဒီမှာလက်ထပ်လောင်းပြီးတော့ပြောလိုတာဖြစ်ပါတယ်ခုနဘင်းစတက်အစည်းအဝေးကလည်းထုံးလေးလကောက်ပါပဲဘင်းစတက်အစည်းအဝေးမတိုင်ခင် အဲစီကောင်းဆောင်ကိုဖိတ်ကြားမယ်လို့ကျွန်တော်တို့သတင်းရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့26ရက်နေ့ရက်စွဲနဲ့ကျွန်တော်တို့ဘင်းစက်အဖွဲ့ဝင်နိုင်ငံအသီးသီးစီကိုကျွန်တော်တို့ကန့်ကွက်ကန့်ကွက်ကြောင်းစာရေးသားပေးပို့ခဲ့တာရှိတယ်အထူးသဖြင့်ကျွန်တော်တို့လက်ခံကျင်းပတဲ့အဲနိုင်ငံပေါ့နော်ကျမတို့အိန္ဒိချင်းနိုင်ငံကိုလည်းကျမတို့မြေတားရက်ခံပန်ကြားခဲ့တာရှိပါတယ်ဒီအိန္ဒိချင်းနိုင်ငံအနေနဲ့လည်းပဲဒီအချိန်မှာဒီစစ်ကောင်စီကိုလက်ခံတွေ့ဆုံခြင်းအပြင်တရားဝင်မှုပေးလိုက်သလိုဖြစ်မယ်တစ်ဖက်မှာလည်းပဲဒီစစ်ကောင်စီဟာအ အကျန်းဖက်စေကောင်းဆောင်ဟာရာဇဝိအဲရာဇဝိကောင်အဖြစ်နေပေါ့နော်ဒီဒီတရားခန်အနေနဲ့အဲဝရန်ထုတ်ခံထားရတဲ့သူလည်းဖြစ်တယ်လို့သူ့လက်ကသွေးစွန်းနေလည်းလည်းဖြစ်တယ်။ဒါကြောင့်မို့လို့ဒီအဲအထူးသဖြင့်ပေါ့နော်အင်ဂျင်ချင်းနိုင်ငံဖြစ်ရုံနဲ့မကဘူး။ကျမတို့ဒီလူခွန်ရေးကောင်စီရဲ့အလှည့်ကျအဖွဲ့ဝင်ပေါ့နော်။ဟိုနိုင်ငံတကာနိုင်ငံလည်းဖြစ်နေတယ်။ဒါလူခွန်ရေးကောင်စီရဲ့အဲအဖွဲ့ဝင်နိုင်ငံတကာနိုင်ငံအနေနဲ့အဲလိုက်ပါဆောင်ရွက်ရမယ်။အဲဒီပေါ့နော်ချင့်မှုတွေရှိတယ်။ အဲနှုတ်ဆန်တမှုတွေရှိတယ်ဒါတွေနဲ့လည်းဆန့်ကျင်နေတာဖြစ်တဲ့အကြောင်းကိုတော့ကျွန်တော်တို့ seriously ပေါ့နော်အကြောင်းကြားခဲ့တာရှိပါတယ်ပေါ့နော်တိုးတော်လည်းပဲအဲဒါစစ်ကောင်းဆောင်ကိုလက်ခံတွေ့ဆုံခဲ့တယ်အဲ့တော့အနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့အခြေအနေတွေကတော့ဖိတ်ကြားတဲ့နိုင်ငံတွေလက်ခံတွေ့ဆုံတဲ့သူတွေရဲ့တာဝန်ပဲဖြစ်ပါလိမ့်မယ်လို့ကျေးဇူးတင်ပါတယ် ဟုတ်ဟုတ်ကဲ့ဝင်ခင်ဗျဆက်ဆက်မေးခွန်းလေးမေးခွန်းပြပါဟိုဒီခုလိုမျိုးပေါ့နော်ငလင်းကိုအကြောင်းပြုပြီးတော့ဒီနိုင်ငံရဲ့မြတ်ထုတ်နေတယ်လို့ပြောကြတယ်အဲ့ကျတော့ဒီဟာကဒီဟာနေတဆင့်ပေါ့နော်ဟိုဒီနှစ်ကုန်ပိုင်းမှာလည်းဒီစစ်ကောင်စီကဟိုဘာယူကောက်ပွဲလုံးမယ်လို့ပြောတယ်အဲ့ကျတော့ဒီလောက်ထိတက်လန်းသွားပြီးတော့နိုင်ငံရေးထွက်ပေါက်ရသွားမယ်လို့ယူဆပါသလားဒီပေါ်မှာတော့ပြောချင်ပါလေဗျဟုတ်ကဲ့ဒီငလင်းကြောင့်တော့သူနိုင်ငံရေးထွက်ပေါက် ရသွားမယ်လို့အကြမကြပြောဖို့လိုခက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကတော့တစ်ဖက်သက်ပဲကြည်ပြီးပြောနေတာဖြစ်တာပေါ့။နောက်တစ်ဖက်မှာနိုင်ငံရေးဆိုတာတစ်စုံလုံးအနေနဲ့အဲကျွန်တော်တို့အဲကျွန်တော်တို့ဒီဘက်ပေါ့နော် NUG အဲတိုင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေညွေဦးတော်လှန်ရေးအင်အားစုတွေနောက်ပြီးတော့ပြည်သူလူထုပေါ့ရွေးကောက်ပွဲလို့ပြောမယ်ဆိုလို့ရှင်အဲရွေးကောက်ပွဲလို့ပြောမယ်ဆိုလို့ရှင်ခုနမဲဆန္ဒရှင် ပြည်သူလူထုကအရေးကြီးတယ်။အခုမဲဆန္ဒရှင်ပြည်သူလူထုကိုဟိုလာအကြမ်းဖက်ဖိနှိပ်နေတဲ့ အစစ်စစ်အုပ်စုကလုပ်မဲ့ရွေးကောက်ပွဲရဲ့တရားဝင်မှုနဲ့ credibility ကအများကြီးမေးခွန်းထုတ်เสียရှိတယ်။ဒါကိုနိုင်ငံရေးထွက်ပေါက်အနေနဲ့သူတို့သုံးဖို့စဉ်းစားကောင်းစဉ်းစားနိုင်တယ်။ဒါပေမဲ့ဒါဟာဘလောက်လက်တွေ့ကျသလဲ realistic ဖြစ်သလဲဆိုတာကတော့အခုလာမဲ့လတွေအတွင်းမှာကျမတို့စောင့်ကြည့်ကြဖို့လိုတယ်။ကျမတို့ဘက်ကတော့ ရွေးကောက်ပွဲမတိုင်မီအစီအစဉ်တွေရောရွေးကောက်ပွဲအလွန်ကာလဖြစ်လာနိုင်ခြေရှိတဲ့ scenario တွေအတွက်ပါပေါ့နော်ကျွန်တော်တို့အစင်းသင့်ဖြစ်အောင်လို့ဟိုဒီ online အင်အားစုများနဲ့အဲစူးစီးပြီးတော့ပေါင်းစည်းပြီးတော့ရင်ဆိုင်ကြော်ဖြတ်သွားကြဖို့ရှိပါတယ်အာကျေးဇူးတင်ပါတယ်ပထမမေးခွန်းအနေနဲ့တော့အဲကျမတို့တွေအချင်းတော်တော်ကြာကြာကလေးကပေါ့နော်ဒီငလင်းမဖြစ်ခင်ကလေးက အဲကျမတို့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို cross border ပေါ့နော်ဒီနေဆက်ဖြတ်ကျော်အကူအညီပေးရေးတွေကိုကျမတို့ advocate လုပ်နေခဲ့တာရှိပါတယ်ပေါ့နော်အခုဒီငလျင်ဘေးဒဏ်အဲတင့်ပြီးတဲ့အခြေအနေမျိုးမှာကျမတို့စုမိုးထိန်ချုပ်ဒေတာတွေကိုဒီအိန္ဒိယဘက်ကနေပြီးတော့ပေါ့နော်ကျမတို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိနေတာရှိပါတယ်ရရှိခဲ့တာရှိတယ်အဲ့ဒါတွေကိုလည်းပဲကျမတို့ အဒီနေဆက်ဒေတာမှာရှိတယ်ပေါ့နော်ဒီအရက်ဖက်ဖွဲ့စည်းတွေနဲ့အဲပူပေါင်းပြီးတော့ကျမတို့တွေအနောက်မြေပြင်မှာပေါ့နော်ကျမတို့အမြေပြင်စုမုံထိန်ချုပ်ဒေတာတွေမှာဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဟိုဖြန့်ဝေပေးနိုင်ဖို့ကျမတို့ပူပေါင်းဆောင်ရွက်ခဲ့တာရှိပါတယ်အဲဆောင်ရွက်လက်စာတွေလည်းရှိနေပါတယ်ပေါ့နော်ဆိုတော့ပမာဏအားဖြင့်တော့တနိုင်ငံလုံးတိုင်းတာနဲ့ရှင်းမယ်ဆိုရင်အဲမပြောပါတော့ပေမဲ့ကျမတို့စုမုံထိန်ချုပ်ဒေတာတွေကိုလည်းပဲ အိန္ဒိယကနေပြီးတော့တဆင်ပေါ့နော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအဲရောက်ရှိနေပါတယ်ဆိုတာလေးပြန်လည်ပြီးတော့ဖြေကျလိုပါတယ်အဲနောက်တစ်ခုကဒုတိယမေကွန်းနော်ဒုတိယမေကွန်းကတော့အမ်ဒီတရားဝင်မှုနဲ့ပတ်သက်လို့ပဲအမိတယ်လို့ကျွန်မနားလည်တယ်နော်ကျွန်တော်ပြန်ပြီးတော့ recall လုပ်ပေးမှာကိုဝီလျံကြီးမှားမှာဆိုလို့ဟုတ်တယ်ပါခင်ဗျာအာဒီကတော့ဗောနဒီစက်ကောင်စီရဒီတဘာဘေးကိုကိုတော်လုပ်ပြီးတော့မှဒီနိုင်ငံတကာမှာ legendary MC ရအောင်ကြိုးပမ်းလာမှုကျွန်တော် MG အနေနဲ့ဘယ်လိုဖြစ်ချင်းကြောက်သွားသွားလို့ရှိလဲဆိုတော့မိသားဖြစ်ပါတယ် ဟုတ်ကဲ့ကျမတို့ကတော့ဟိုဖြောင်းဖြောင်းမှန်မှန်နဲ့ပေါ့နော်ကိုလို့ရမယ့်အလုပ်နောက်ဒေါ်လန်ရေးရဲ့ဘန်းတိုင်းအပြည်သူလူထုလိုလားချက်တွေကိုအများနဲ့မျက်နှာမူပြီးတော့ပေါ့နော်လှုပ်ရှားရှိတဲ့အလုပ်တွေကိုရှိသမျှအာဒီအရင်အမြင့်တွေနဲ့အဲကျမတို့ဟိုမဟာမိတ်တွေနဲ့ပေါ့နော်ပူးပေါင်းပြီးတော့ strengthening ဖြစ်အောင်လုပ်ပြီးတော့ဟောတတ်နိုင်သမျှကြော်လွှားသွားဖို့လို့ရှိတယ်။နောက်တရားဝင်မှုဆိုတာကလှုပ်ယူလို့ရတဲ့ကိစ္စလို့ကျမတို့မမြင်ပါဘူး။တရားဝင်မှုဆိုတာ ပြည်သူလူထုစီကလာတာဖြစ်တယ်ပေါ့နော်။နောက်တစ်ဖက်မှာလည်းပဲဒီနိုင်ငံတကာကဒီလိုထိတွေ့ဆက်ဆံလာတိုင်းလဲတရားဝင်မှုရတယ်လို့တော့ကျွန်မတို့ပြောလို့မရပါဘူး။နိုင်ငံတကာကအခုလိုမျိုးပေါ့နော်။တွေးဆုံမှုတွေမှာအခုကိုပဲဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးတဲ့ နိုင်ငံနေမှာကိုကပေါ့နော် position လေးရှိနေပြီဖြစ်ပါတယ်ဒါစစ်ကောင်စီကိုတရားဝင်မှုမပေးတဲ့နီးလမ်းမျိုးနဲ့ဒါလည်းဒါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးသွားဖို့လို့ဆိုတာကအခု even နေပြည်တော်သွားနေကြတဲ့အဲပေါ့နော်ဒီအဖွဲ့အစည်းတွေတန်တမန်တွေမှာကိုကဒီ position ရှိထားပြီးသားဖြစ်ပါတယ် တစ်ဖက်မှာတော့ကျမတို့ပြည်သူလူထုအနေနဲ့ကတော့စိုးရင်ကြတာရှိတယ်ဒီလိုထိတွေ့မှုကနေပြီးတော့တဆင့်ပေါ့နော်တဖြည်းဖြည်းခေါင်းဝင်ပို့ဆန့်ပေါ့လေအဲတရားဝင်မှုရသွားမှာကိုစိုးရင်မှုတွေလည်းရှိနေပါတယ်ဒါလည်းကျမတို့မှလည်းအတူတူပါပဲပြည်သူလူထုရဲ့စိုးရင်မှုနဲ့ကျမတို့တွေရဲ့စိုးရင်မှုကအတူတူပါပဲဒါကြောင့်မို့လို့ဒီအပေါ်မှာအာဒီဒီအခုအညီတွေနဲ့လက်ရှိအခြေအနေကိုအကြောင်းပြုပြီးတော့ပေါ့နော် အာဒီအလွဲသုံးစားမလုပ်မိအောင်လို့ကျမတို့က awareness reason တွေလုပ်နေရတယ်ခုန advocacy တွေနိုင်ငံတကာကိုလုပ်နေရတယ်တစ်ဖက်မှာလည်းပဲကျမတို့ကအဲကန့်ကွက်နေုံမဟုတ်ဘဲနဲ့ကျမတို့တွေဘာလုပ်နိုင်မလဲပေါ့နော်ကိုလုပ်နိုင်တဲ့အလုပ်တွေကိုလည်းပဲအဲချပြဖို့လိုလို့တယ်ရှေ့မှာရှိနေတဲ့နိုင်ငံရဲ့အနာဂတ်ဟာကျမတို့လက်ထဲမှာရှိတယ်ဒီနိုင်ငံရဲ့အနာဂတ်ကိုကျမတို့စဉ်းစားထားချက်တွေကတော့ဘာတွေရှိတယ်ဆိုတာကို ကျမတို့အာဒီ online အင်အားစုတွေကြားထဲမှာပေါ့နော်ဘုံ နိုင်ငံရေးရည်တည်ချက်တွေပုံနိုင်ငံရေးလမ်းပြမြေပုံတွေအဲဒါတွေကိုရရှိအောင်လုပ်ဖို့လို့ပေါ့နော်ပူပေါင်းဆွေးနွေးပြီးတော့အချိန်နဲ့တပြေးညီဆောင်ရွက်သွားဖို့လို့လိုတယ်အဲ့ဒါကိုလည်းကျွန်တော်တို့နိုင်ငံရေးအရဆောင်ရွက်နေတာရှိပါတယ်ဆိုတော့ဟိုပြောကြလို့ပါတယ်အဲ့တော့တစ်ဖက်မှာ အာစိုးရိမ်စိတ်တွေနဲ့အတူဒီစိုးရိမ်စိတ်တွေရှိရှိမရှိရှိ ကျမတို့ဒီတော်လိုင်းရေးကစစ်ကောင်စီကိုအတိမတ်ပြုဖို့မဟုတ်ဘူးမြန်မာပြည်မှာစစ်အာဏာရှင်စနစ်အပါဝင်ပေါ့နော်အာဏာရှင်စနစ်မှန်သမျှခြုံငင်းပြီးတော့တကယ့်နိုင်ငံတော်အသစ်ကိုစတင်ထူထောင်နိုင်မှုဖြစ်တယ်အခြေလန်းသစ်တွေစနိုင်မှုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာကိုပဲကျမတို့ဥတည်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဟိုဒီထက်ပိုပြီးတော့ပေါ့နော်ထိထိရောက်ရောက်ဖြစ်ဖို့ခုနစစ်ကောင်စီကအာ ဒီနိုင်ငံတကာကဝင်လာတဲ့အခုအညီတွေကိုခုနပြောတဲ့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမှာမသုံးဘဲနဲ့ပေါ့နော်စီရေးဘက်မှာဘလို့သုံးနိုင်တယ်လဲပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဂေပေါက်တစ်ခုတော့ရှိတယ်ကျွန်တော်တို့စိုးရင်စရာပေါ့နော်ဥပမာနိုင်ငံတကာဝင်လာတဲ့ AIDS ကအထူးသဖြင့်ဒီစစ်ကောင်စီကလိုအပ်နေတာကငွေမာလို့ပြောရမှာပေါ့နော် US ဒေါ်လာအဲဒီဒီဟာကိုလိုအပ်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့အခုဟိုပဲဒီဘိုဘန်ကနေပြီးတော့ကျွန်တော်တို့သိရသလား ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဟိုပေးတဲ့အခါမှာပေါ့နော်ဒီငွေကြေးလက်ခံတဲ့အခါမှာဒီ exchange rate ပေါ့နော် exchange rate ကိုဘ ਹੁ ဘဏ်ကနေပြီးတော့တက်မှတ်ပြီးတော့သူတို့ကဒီ advantage ရအောင်ဒီနိုင်ငံသားငွေအပေါ်မှာပေါ့နော်အကျိုးအမြတ်ရအောင်လှုပ်သွားတာမျိုးလीရှိပါတယ်ဆိုတော့အဲ့ဒါတွေကိုလည်းတတိထားဖို့လို့တော့လူမယ်လို့တော့ကျွန်မမြင်တယ်အဲ့ဒီဟာတွေကိုလည်းပဲခုနကျွန်တော်တို့ဒီနိုင်ငံတကာကပေါ့နော်ဒီအကူအညီပေးအဖွဲ့တွေ အဲနောက်ပြတ်ခါကျတော့ဒီအလှူရှင်နိုင်ငံတွေနဲ့တွေ့လို့ရှိရင်ဒါကျမတို့ဟိုပြောဖြစ်ပါတယ်ဘောနော်ဒါလည်းအခုဒီမှာလည်းထပ်ပြီးတော့ highlight တော့လုပ်ချင်တယ်ခုနလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဟာအာ ဘလို့မျိုး manipulate လုပ်ခံရခဲ့လုပ်ခဲ့ခံရလဲဆိုတော့ကိုအဝဲဖြစ်အောင်တို့ကိုကျွန်မပြန်ပြီးတော့ပြန်ကောက်ရလို့ရှိရင်ကျွန်မတို့ဒီ newsletter ထဲမှာထုတ်ပြန်ခဲ့တာဖြစ်တယ်အခုဒီဒီတစ်ခေါက်လည်းဒါကြောင့်မို့လို့ကျွန်မတို့ကမြေပြင်မှာတကက်လိုအပ်နေတဲ့သူတွေစီကိုရောက်အောင်နိုင်ငံတကာကဟိုဘလို့ပြောမလဲတိုက်ရိုက်ပေါ့နော်အလိုအဆုံဒေသတွေကိုလွတ်လွတ်လပ်လပ်အမိခိုခင်းခင်းနဲ့ ဖြန့်ဝေနိုင်မှုလို့ကအရေးကြီးပါတယ်။ဒါမှသာလျှင်ခုနပြောတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးခေါင်းစဉ်နဲ့ဝင်ရောက်လာတဲ့ဒီဘန္နာရမုံငွေတွေကိုခုနပြောတဲ့စစ်တပ်ရဲ့လူသက်လက်နက်ပေါ့နော်လူသက်တဲ့နေရာမှာအပြည်သူလူထုကိုပြန်ဖိတိတ်တဲ့နေရာမှာစီရေးအရအသုံးမပြုနိုင်မှဖြစ်ပါတယ်လို့ဒီမှာဖြည့်ဆွယ်ပြီးတော့ဖြေကြားခြင်းပါတယ်ကျေးဇူးတင်ပါတယ်